မင်္ဂလာပါရှင်ဒီမှာတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့ရင်အကြောင်းအရာကတော့ကျောင်းဆယ်ကမိသားစုနှစ်စုကားတစီးတဲ့နဲ့အတူတူ ခီးသွားရင်ကနေအဆက်အသွယ်မရပဲပျောက်ဆုံးနေတဲ့အကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းကျောင်းဆယ်မျိုးကမိသားစုနှစ်စုကတော့ပကံညာဦးပုပ်ပါကိုကားတစီးတဲ့နဲ့အတူတူခီးသွားရကနေအဆက်အသွယ်မရပဲနဲ့ပျောက်ဆုံးနေတယ်လို့မိသားစုအနေနဲ့နေဆက်သူတွေထံကသိရပါဗျ။ ပြောင်းဆုံးနေတဲ့သူတွေဟာကြောက်စင်မျိုး KK ဖနက်ဆိုင်ကဦးထွန်နိုင်ဇနီးဖြစ်သူမက်ကေတီအောင်တားဖြစ်သူ မောင်ဟယ်ရီနိုင်နဲ့ကြောက်စင်မျိုးညောင်ရွှေရွာမှာနေတဲ့မက်ခင်းနှင်းဝေမတင်းတင်းမြတ်နဲ့တားဖြစ်သူမောင်ဆိုင်နဲ့လက်တို့ဖြစ်တယ်လို့လည်းသိရပါဗျာ ူတို့ကတော့တစောင်းတိုင်းပြည့်ရဖြစ်ပြီးခဲ့တဲ့နိုဘာ၂ရက်နေ့ကပကံညာဦးပေါ်ပါဘက်ကိုကားနံပါတ် 7N9011 နဲ့ဖျားဖူးခရီးထွက်သွားကြတာဖြစ်ပြီးတော့လက်ရှိမှာတော့အဲ့ဒီကားနဲ့အတူတူပဲ6ရောက်စလုံးကတော့အဆက်အသွယ်များပျောက်ဆုံးနေတာဖြစ်တယ်လို့လည်းသိရပါဗျ။အခုချိန်ထိတော့ဘာတဲ့မှလည်းမရသေးဘူးသူတို့ကတ냐အိပ်ပဲဆိုပြီးတော့ပကံကိုသွားလိုက်ကြတာနိုဘာ၂ရက်နေ့ကလေးကအဆက်အသွယ်လည်းမရဘူးဖုန်းတွေလည်းအကုန်စက်ပိတ်ထားပါဗျ။ သွားကြတာကတော့လူကြီး၄ယောက်ကလေး၂ယောက်ပါလို့ပျောက်ဆုံးနေတဲ့မိသားစုဝင်တဲ့နှိဆက်သူတယောက်ကဆိုပါရယ်လက်ရှိမှာတော့သူတို့ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့မိသားစုဝင်တွေကသက်ဆိုင်ရာနေမြေရေစကန်တွေမှာလူပြောင်းတိုင်ကြားထားတယ်လို့သိရပြီးတော့ပျောက်ဆုံးနေတဲ့သူတွေကိုရှာဖွေနေစေဖြစ်ကအခုချိန်ထိရှာဖွေလို့မရသေးသလိုထူးခြားမှုလည်းမရှိသေးဘူးလို့ဆိုပါရယ်သူတို့နဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့အချိန်ကသူတို့ပေါ်ပါဘက်သွားနေတယ်လို့လည်းပြောတယ်။နောဘာ၂ရက်နေ့ကပေါ့ အဲ့ဒီနောက်ပိုင်းအဆက်အသွယ်ကိုပြတ်သွားတာဖုန်းတွေအကုန်လုံးလည်းဆက်ပိတ်သွားတယ်အွန်လိုင်းလည်းမတက်တော့ပါဘူးလို့ဆိုပါရယ်။ဒါကြောင့်ပကံညာဥပုပ်ပါဘက်ကဒေတာကန်တွေအနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့လည်းပဲဝမ်းဝန်းစုံစမ်းပေးဖို့မိသားစုတွေကလည်းတောင်းဆိုထားကြပါရယ်။အခုသူတို့ပြောင်းနေတာတပတ်လောက်ရှိနေပြီဆိုတော့တခုခုဖြစ်တယ်ဆိုရင်လည်းပဲဘာပဲဖြစ်ဖြစ်သတင်းလေးပါလေတော့ကြားရမယ်။အခုကဘာသတင်းအစနာမှလည်းမကြားရဘဲနဲ့ပြောင်းနေတာဆိုတော့ တတော်ကိုထူးဆန်းနေတဲ့အားလုံးကလည်းစိတ်ပူနေကြပါတယ်လို့ဆိုပါရယ်အခြေအနေတစုံတရာထူးခြားမှုရှိလာရင်တော့မိသားစုဝင်တွေရဲ့ဖုန်းနံပါတ်တွေဖြစ်ကြတဲ့399 6539 3900နဲ့399 6539 3900 9539 6139 9699 6139 9699 6669 966 3948ကိုဆက်သွယ်ပေးကြဖို့လေမိသားစုဝင်တွေကအကူအညီတောင်းခံထားတာလည်းဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့မုန်တိုင်းကြောင့်လူ200ကျော်သေဆုံးခဲ့တဲ့ဖိလစ်ပိုင်မှာတော့စူပါတိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်တဲ့မုန်တိုင်းဖန်ဝန်ဥတည်နေတဲ့အကြောင်းဖော်ပြပေးကြပါမယ်။မကြာသေးမီရက်အတွင်းကမုန်တိုင်းကြောင့်လူများကြီးသေဆုံးခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံအရှိတ်ကန်ယိုဒန်ကိုတိုင်ဖွန်းမုန်တိုင်းဖန်ဝန်ဥတည်နေပြီးတော့ကိုယ်နှစ်ပိုင်းကိုမုန်ရောက်ပြီးစူပါတိုင်ဖွန်းမုန်တိုင်းဖြစ်နေအားကောင်းလာဝင်ရှိတယ်လို့ဖိလစ်ပိုင်မိုးလေဝသအထံကသတိပေးလာပါတယ်။ ဖန်ဝန်တိုင်ဖုန်းမုန်တိုင်းကြောင့်ပဲပင်လယ်ပြင်မှာလှိုင်းမြေ9မီတာအထိရှိလာနိုင်ပြီးတော့မုန်တိုင်းရဲ့ area ကတော့9ကီလိုမီတာ1500နီးပါးရှိကမိုးသည်းတန်စွာရွာသွန်းလာတဲ့လေပြင်းတိုက်ခတ်မှုတွေကလည်းနိုင်ငံအရှိပိုင်းမှာစတင်နေပြီဖြစ်တယ်လို့လည်းသိရပါဗျ။မွန်တိုင်းရဲ့ကြီးမားတဲ့လေပတ်တာဟာ1500ကီလိုမီတာရှည်ရပြီးတော့မိုးသက်တန်စွာရွာသွန်းလာတဲ့လေပြင်းတိုက်ခတ်တာတွေနဲ့အရှေ့ဖိလစ်ပိုင်ဒေသတွေကိုတိုက်ခတ်နေပြီးတော့ပကာဆာမလို့တာခံမှန်းသူကဆိုပါရယ် မုန်တိုင်းဟာတနိုင်ငံလုံးနှိပါးကိုလွှမ်းခြုံနိုင်တယ်လို့ဖိလစ်ပိုင်မူလဝသဌာနကပညာရှင်တွေကဆိုပါတယ်ဖန်ဝန်တိုင်ဖွန်းမုန်တိုင်းကတော့လက်ရှိမှာအမြင့်ဆုံးဒေတိုင်းတို့တနိုင်ကို140ကီလိုမီတာကနေ180ကီလိုမီတာထိရှိပြီးတော့ကုန်းမြေနဲ့နီကက်လာတာနဲ့အများတနိုင်ကို185ကီလိုမီတာထိပုံမအားကောင်းလာနိုင်တယ်လို့ ဆိုပါရယ်ဒီလက်တိုင်တော့ကတော့နေအိမ်နေအဆောက်အုံတွေနဲ့တစ်ပင်တွေပြိုလဲပျက်စီးနိုင်ပါတယ်ဖိလစ်ပိုင်အရှိပိုင်းပြည်နယ်မှာတော့အထူးသဖြင့်ဘီကိုးဒေတာနဲ့ဆာမာဒေတာတချို့မှာမွေးကြေ200မီလီမီတာအထိရွာသွန်းနိုင်ပါတယ်မွေးကြေပမာဏရေကြီးရေရှမ်းမှုမြေပြိုမှုတွေကြကြပြက်ပြက်ဖြစ်ပွားနိုင်ခြေကိုလည်းမြင့်တက်စေပြီးတော့မြောက်ပိုင်းနဲ့အလယ်ပိုင်းလူစုံမှာတော့မွေးကြေ100ကနေ200မီလီမီတာအထိရွာသွန်းပါမယ် မြန်မာပိုင်းနဲ့ကံယူရန်ဒေတာတွေမှာရှိတဲ့ဒေတာကန်တွေကိုကုန်မြင့်ဒေတာတွေစီပြောင်းရွှေ့ဖို့နဲ့ရေချောင်းသွာလာမှုအားလုံးရပ်ဆိုင်းထားဖို့အာဏာပိုင်တွေကညွှန်ကြားလာပါတယ်။ဒေတာနရအစိုးရအများပြားကလည်းပဲတင်းနာနေမှာစာတင်ချောင်းတွေပိတ်ထားဖို့နဲ့ပြည်ရင်းလေချောင်းလိုက်တချို့ကိုလည်းနေ့စဉ်ခီးစဉ်တွေဖျက်သိမ်းထားလိုက်ပါတယ်။ ။မကြသေးမီရက်တွေကတိုင်ဖုံးမုန်တိုင်းကယ်မရီကြောင့်ဖိလစ်ပိုင်မှာလူ104ယောက်သေဆုံးခဲ့ပြီးတော့ပျက်စီးဆုံးရှုံးမှုတွေလည်းဖြစ်ပေါ်ခဲ့တာပါ။ဒီမုန်တိုင်းကြောင့်ပဲဗီယက်နမ်မှာတော့လူ9ယောက်သေဆုံးပြီးတော့အင်ဂျီ2800နီးပါးပျက်စီးကလူပေါင်း9သိန်းကျော်လျှက်စစ်တအားပြတ်တောက်ခဲ့ကြောင်းလည်းသဘာဝဘေးအန္တရာယ်အေဂျင်စီကဆိုပါရယ်။ဗီယက်နမ်နဲ့ဖိလစ်ပိုင်ကတော့ပစိဖိတ် တိုင်ဖုန်းစုံကတခြားမှာတရှိနေတာကြောင့်အပူပိုင်းမုန်တိုင်းငယ်တွေနဲ့တိုင်ဖုန်းမုန်တိုင်းတွေဆက်တိုက်ခံရပြီးတော့မုန်တိုင်းရှားသီးတွေမှာပျက်စီးဆုံးရှုံးမှုနဲ့လူသေဆုံးမှုတွေလည်းကြုံတွေ့ရလိမ့်ရှိပါတယ်ရှင်။ဆက်လက်ပြီးတော့မြင်းလင်းသတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်နိုဘာ9ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်တနာ8မိနစ်29စက္ကန့်အချိန်မှာတော့ကဘာရေးမြင်းလင်းစခန်းကနေအနောက်တောင်ဘက်မိုင်340မိုင်ခန့်ဝေးကွာတဲ့မြန်မာနိုင်ငံပြည်ပ အက်ဒမန်အိုင်လန်အိန္ဒိယရေဂျင်မျောလက်တီကျူ12.46ဒီဂရီအရှိတောင်ကြီးကျူ63.83ညာဒီဂရီအနက်133ကီလိုမီတာကန်ကိုဗဟိုပြူပြီးတော့အင်အားရတာစကေ9.9အဆင့်ရှိတဲ့အင်အားအသင့်ထိရှိတဲ့မြေနဲ့တကုတ်လှုပ်ရှားသွားကြောင်းတိုက်ထွာရရှိတယ်လို့မလူအသားနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လေကလောမှာဖြိုးရတနာအောင်ခီးတဲ့တင်ကတိမောက်လို့ကလေးအပါ၃ရောက်တည်ဆုံးတဲ့ကြောင်းဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်ကလောမြို့နယ်ဝက်ဖြူရေကြီးွာနဲ့မကွေကြီးွာကြားမိုင်းတိုင်အမှတ်56 6ဘာလုံးမှာတော့နေ့လယ်တနာရီကျော်လောက်ကခီးတဲ့တင်ကတစီတိမောက်ပြီးတော့လူ၃ယောက်တည်ဆုံးက၁၄ယောက်ထိခိုက်ဒဏ်ရာရသွားတယ်လို့ကလောမြို့နယ်မိသက်ဦးစီးဌာနကသိရပါဗါတယ်။ခီးတဲ့တင်ကကဘရိတ်ပေါက်ပြီးတော့ အရှိန်မထိန်နိုင်မဲနဲ့တိမ်မောက်ခဲ့တာဖြစ်တဲ့ကြောင့်တင်းဆုံးသူ၃ယောက်မှာမျိုးသမီး၂ယောက်နဲ့ကလေးငယ်၁ယောက်တို့ဖြစ်ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာတော့ဒဏ်ရာပြင်းထန်ပြီးတော့စိုးရိမ်ရတဲ့သူတွေလည်းရှိနေတယ်လို့သိရပါဗျ။တိတဲ့တဲ့ကကလေးလေးကယောက်ျားလေးအသက်9နှစ်8နှစ်အရွယ်ဒဏ်ရာရတဲ့အထက်မှာစိုးရိမ်ရတာက ၃ရောက်လောက်ရှိမယ်လို့မျိုးနယ်မိသားဦးစီးအရာရှိကဆိုပါတယ်။တိမ်ပေါက်ခဲ့တဲ့ခီးသက်တင်ကတော့တောင်ကြီးမန္တလေးပြည်ဆွဲနေတဲ့ဖြိုးရဏအောင်ခီးသက်တင်ရင်လိုင်းဖြစ်တဲ့ကြောင့်လက်ရှိမှာတော့သက်ဆိုင်ရာရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။တင်ဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူအလုံးကတော့ကလောဆေးရုံကိုပို့ဆောင်ထားပြီးတော့စေဝါကူတာမှုပေးနေပြီးတော့နေရက်လိပ်စာတွေကိုတော့မသိရသေးဘူးလို့လည်းသိရပါတယ်။နိုဘာနှစ်ရက်နေ့ညနေပိုင်းကလည်းရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံမြို့နယ်ကျိုင်းတုံတောင်ကြီးလမ်းမှာရှိတဲ့ special တောင်အစင်းမှာကာတစီတိတ်မှောက်ပြီးလူနေ ယောက်သေဆုံးက9ယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ပါသေးတယ်ရှင်။ဆက်လက်ပြီးတော့ထိုင်းနဲ့မလေးရှားနေဆက်နေခိုးဝင်လာတဲ့သူတွေရဲ့လေတစင်းနှိမ့်မြုပ်ပြီးတော့လူပေါင်းရာနဲ့ချီပြောင်းဆုံးနေတဲ့အကြောင်းဖော်ပြပေးပါမယ်။မလေးရှားနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့လေတစင်းကတော့ထိုင်းနိုင်ငံနဲ့နေဆက်နေနှိမ့်မြုပ်ပြီးတဲ့နောက်လူရပေါင်းများစွာပြောင်းဆုံးနေတဲ့အကြောင်းအသက်ရှင်ကျန်ရစ်သူ၁၀ဦးနဲ့အလောင်းတလောင်းကိုနိုဘာ9ရက်နေ့မှာပြန်လည်တွေ့ရှိခဲ့ကြောင်းမလေးရှားရေကြောင်းအာဏာပိုင်ခွဲကထုတ်ပြန်ပါတယ်။ မလေးရှားကိုထွက်ခွာတဲ့သူတွေကတော့မူလကတင်မောကြီးတစင်းပေါ်မှာလူ300လိုက်ပါခဲ့ပေမဲ့နေဆက်ကိုချင်းကက်လာတဲ့အချိန်မှာအာဏာပိုင်တွေရဲ့ဖမ်းဆီးတာကိုရှောင်ရှားဖို့အတွက်လူတရာစီကတင်ဆောင်ထားတဲ့လှေငယ်300ပေါ်ကိုပြောင်းရွှေ့စီးနှင်းခဲ့တာဖြစ်ကြောင်းသိရပါဗျ။ဒီလေကတော့မြန်မာနိုင်ငံဘူတိတော်မျိုးကထွက်ခွာလာတာဖြစ်ပြီးတော့လွန်ခဲ့တဲ့3ရက်ကနှမြုတ်ခဲ့တာဖြစ်ကပင်လယ်မြေမှာနောက်ထပ်လူတွေကိုထပ်မံရှာဖွေတွေ့ရှိနိုင်သေးတဲ့ကြောင့်မလေးရှားနိုင်ငံမြောက်ပိုင်းကီတာနဲ့ပါလစ်ပြည်နယ်မှာရှိတဲ့ရေချောင်းအာဏာပိုင်အဖွဲ့ကညွှန်ကြားမှုဖြစ်သူပါဆိုပါတယ်။လန်ကာဝီကမ်းတော်ပင်လယ်မြေမှာ မှာတွေ့ရတဲ့အသက်ရှင်ကျန်ရဲသူတွေနဲ့မြန်မာနိုင်ငံသားအမျိုးသား၃ဦးရိုဟင်ဂျာအမျိုးသား၂ဦးနဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသား၁ဦးပါဝင်ကြောင်းနဲ့တွေ့ရှိရတဲ့လောင်ဟာရိုဟင်ဂျာအမျိုးသမီး၁ဦးရဲ့ရုပ်လောင်ဖြစ်တဲ့အကြောင်းကီတာပြည်နယ်ရဲကျော်ဒါရစလီအဘူရှာရဲ့ပြောပြချက်ကိုကိုးကားပြီးတော့လေရှားနိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်